ကျမတော်မူကြပါစားခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့ဂျွန်လ24ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲပေါ်လာရမှာဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ကြဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းနဲ့မိသားစုကဝယ်ယူထားတဲ့ Airbus 319 XY ALK လေးရင်းနဲ့ပြပခရီးထပ်မံထွက်ကြအောင်မှဖြစ်ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ အကျန်းဖတ်စစ်ခေါင်းဆောင်မင်းအောင်လိုင်းနဲ့မိသားစုကမကြသေးမီကဝေယူထားတဲ့ Airbus 319 XYELK လေယာဉ်နဲ့ပြပခရီးစဉ်ထပ်မံထွက်ကြမှာဖြစ်ကြောင်းနေပြည်တော်စစ်ဘက်တရင်ရင်းမြစ်ထံကနေသိရှိရပါတယ်။မီလ9ရက်နေ့ရုရှားနိုင်ငံမော်စကိုမြို့ကိုတွားရောက်ခဲ့ပြီးနောက်ယခုဇွန်လအတွင်းတည်းမှာလဲဘယ်လာရုစ်နိုင်ငံကိုထပ်မံတွားရောက်မှာဖြစ်ကြောင်းမင်းအောင်လိုင်းနဲ့အတူဇနီးသားသမီးမိမိသားစုများဆုံဆုံညီညီလိုက်ပါတွားကြမှာဖြစ်ကြောင်းသိရှိရပါတယ်။မင်းအောင်လိုင်းရဲ့ပြပခရီးစဉ်ဟာ ယခုညနေပိုင်းသို့မဟုတ်လာမယ့်ရက်ပိုင်းအတွင်းမှထွက်ခွာမှာဖြစ်ပြီးဇွန်လ29ရက်နေ့မှာနေပြည်တော်ကိုပြန်လည်ရောက်ရှိမှာဖြစ်ကြောင်းသိရှိရပါတယ်။ယခုနှစ်ဖေဖော်ဝါရီလအတွင်းမင်းအွန်လိုင်းနဲ့မိသားစုအသုံးပြုဖို့ American နိုင်ငံ Aviation Capital Group ထံမှငှားရမ်းထားတဲ့ Airbus အမျိုးအစား A319-115, MSN 5193, Lion HYELK ကိုဝယ်ယူခဲ့ရမှာ American ဒေါ်လာတန်း60နီးပါးနိုင်ငံတော်ဘတ်ဂျက်မှာအသုံးပြုခဲ့ကြောင်းသိရှိရပါတယ်။ Airbus Lion ဝယ်ယူပြီးနောက် မင်းအောင်လိုင်ကမက်လအတွင်းထဲမှာရုရှားနိုင်ငံနဲ့ဘယ်လာရုစ်နိုင်ငံကို၎င်းဧပြီလအတွင်းထိုင်းနိုင်ငံဘန်ကောက်မြို့မှာပြုလုပ်တဲ့ BIMSTEC Summit အစည်းအဝေးကို၎င်းမေလအတွင်းထဲမှာရုရှားနိုင်ငံမော်စကိုမှာပြုလုပ်ခဲ့တဲ့1948-1955မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနှစ်ရှစ်ဆပြည့်ချီတက်ပွဲကို၎င်းစက်တိုက်တွားရောက်ခဲ့ပြီးယခုဇွန်လကုန်ပိုင်းမှာလည်းမိသားစုနဲ့အတူပြပခရီးထပ်မံထွက်ရန်စီစဉ်ထားခြင်းဖြစ်ပါတယ်ခင်ဗျာဆက်လက်သိရှိရတဲ့သတင်းကတော့ ထိကပလီစခန်းမှာထွက်ပြေးတဲ့စစ်သားများတိုက်ခိုက်ခံရပြီးအထိနာလက်နက်မျိုးစုံ16လက်ထက်မနည်းပူပေါင်းတပ်သိမ်းဆည်းရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမြန်မာထိုင်းနယ်စပ်မှာရှိတဲ့ထိကပလီတပ်စခန်းမှာထွက်ပြေးလာတဲ့စစ်သားများကို KNU ဦးဆောင်တဲ့တော်လှန်ရေးပူပေါင်းတပ်ကလိုက်လံတိုက်ခိုက်ခဲ့ရမှာစစ်တပ်အထိနာခဲ့တယ်လို့ကရင်သတင်းရင်းမြစ်တူကပြောပါတယ်တီကပလေစခန်းကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပါဝင်တဲ့ တော်လရင်ပူပေါင်းတက်ကဇွန်လ22ရက်နေ့မှာတိမ့်ပိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ KNDO တရင်ရှင်းတဲ့ KNL လိုက်ရှင်းတာပေါ့ဒီနေ့တော့ထီကပလဲရန်သူထွက်ပြေးတချို့လက်တဝက်မှာနှစ်နာရီကျော်စစ်ဖြစ်နေတယ်လို့ကရင်တရင်ရှင်းမြစ်ကဇွန်လ24ရက်နေ့နေ့လယ်မှာပြောပါတယ်။စစ်သားများတိုက်စုံထိခိုက်မှုများရှိပြီးအထင်အကဲကလက်နက်ခဲယမ်းများရရှိခဲ့တယ်လို့တရင်ရှင်းမြစ်ကပြောပါတယ်။ထွက်ပြေးစစ်သားများထံမှလက်နက်ကြီးလက်နက်ငယ်မျိုးစုံ16လက်ထပ်မင်းကို တော်လိုင်းကြီးပူပေါင်းတက်ကတင်းစင်းနိုင်ခဲ့တီကိုရရှိတဲ့တည်င်းတက်ပေါ်မှာတွေ့ရှိရပါတယ်။ထိကပလေတက်စခန်းဟာရခိုင်က KNU ဘူဌာနချုပ်အဖြစ်နှစ်နှစ်ကြာအသုံးပြုခဲ့တဲ့နေရာဖြစ်ပြီး1998ခုနှစ်မှာစစ်တပ်ကဒုစစ်စင်သိမ်းပိုက်သွားခဲ့ရမှ28နှစ်အကြာမှာ KNU ကပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ထိကပလေစခန်းအပါအဝင် KNU တမဟာ6နေမြေမှာရှိတဲ့စစ်ကောင်စီရဲ့နေဆက်တပ်စခန်းများကိုတော်လိုင်းကြီးပူပေါင်းတက်များကဇက်တိုက်သိမ်းပိုက်လျက်ရှိရမှာ မေလ23ရက်နေ့နောက်ပိုင်းမှာဗလဲတူတက်စကန်ကနေလီတက်စကန်ရွှေအေးမြိုင်တက်စကန်ဘရင်နောက်တက်စကန်မော်ခီတက်စကန်တေဘောဘတက်စကန်တို့ကိုဇက်တိုက်သိမ်းပိုင်နိုင်ခဲ့ပါတယ်လက်ရှိမှာမြဝတီမြို့နယ်မြမထိုင်းနယ်ဇက်ကဥက္ကရတစကန်ဝေါ်လီပြူဟာနဲ့တီတဲလေကာကင်စကန်သုံးခုသာကျန်ရှိတော့ပြီးရင်းစကန်များကိုသိမ်းပိုင်နိုင်ရေးဆက်လက်လှုပ်ဆောင်မယ်လို့ KNU တည်င်းအရှိမြက်ကပြောဆိုပါတယ်ခင်ဗျာ နောက်ထပ်သိရှိရတဲ့သတင်းကတော့နိုင်ကြီးများလွတ်မြောက်မှုနဲ့ပတ်သက်ပြီးတာဝန်ရှိတဲ့ထီလင်းရေစခန်းမှရစ်တက်ချက်နှုတ်စစ်သားများနှိပ်စက်မှုကြောင့်တေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာပြီးခဲ့တဲ့ဇွန်လ18ရက်နေ့ကအမျိုးသမီးနိုင်ငံရေးအကျဉ်းသား2ဦးနဲ့အမျိုးသားနိုင်ငံရေးအကျဉ်းသား12ဦးဟာထီလင်းရေစခန်းမှထွက်ပြေးလွတ်မြောက်ခဲ့ကြပါတယ်အဲ့ဒီလိုနိုင်ကြီးများထွက်ပြေးလွတ်မြောက်ခဲ့ပြီးနောက်စစ်ကောင်စီတပ်သားများဟာအချုပ်တာဝန်ကျရစ်တက်ချက်နှုတ်ဦးဖြစ်တဲ့ရစ်တက်ချက်မြင့်အောင်နဲ့ရစ်တက်ချက်ကျော်စန်းထီတို့ကိုအချုပ်ထဲထဲက ရိုင်းနှံမှုများပြုလုပ်ခဲ့ခြင်းကြောင့်တည်ဆုံးခဲ့ကြောင်းတိလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်းမှတာဝန်ရှိသူတို့ကပြောကြားပါတယ်။နောက်ပိုင်းစုံစမ်းသိရှိရတာကသူတို့ထွက်ပြေးလွမြောက်ပြီးနောက်ရက်ဇွန်လ18ရက်မှာအချုပ်သားတွေထွက်ပြေးမှုအတွက်အဓိကတာဝန်ရှိသူရဲတပ်ချက်၂ယောက်ကိုအချုပ်ထဲထည့်တယ်။စက္ကစစစ်သားတွေရောက်လာပြီးမှနှိမ့်ဆက်ရင်ရဲတပ်ချက်၂ယောက်လုံးတည်သွားတယ်လို့၎င်းကပြောပါတယ်။တိလင်းချုပ်ခန်းအားဖောက်နိုင်ဖို့အတွက်နိုင်ချင်းများဟာအချိန်၃လခန့်ယူခဲ့ရကြောင်းလည်းသိရှိရပါတယ်။ ထွက်ပြေးတဲ့ညကအပေါက်ကိုဖွင့်လိုက်နှစ်ယောက်တည်းပြန်နေလိုက်ကျန်တဲ့လူတွေကဟမ်းမပြက်နေလိုက်ခဏနေရင်လူပြန်ထွက်လိုက်လို့တာလူအလုံးကုံတော့မှငကိုမန်းထားတဲ့နေရာကိုပြေးနေတဲ့အချိန်မှာရဲတွေကတိသွားတော့လိုက်ရှာတယ်ထွက်ပြေးနေတဲ့အချိန်မှာ၅ရောက်အုပ်စုမှာပါတဲ့အမျိုးသမီးနိုင်ချင်းတဦးကမိုင်းနေမိပြီးဆုံးသွားတယ်လို့ထီလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်းမှတာဝန်ရှိသူတဦးကပြောကြားပါတယ်လက်ရှိနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရာနေမျိုးကိုရောက်ရှိနေပြီး မိုင်းနေမိပြီးကြာဆုံးခဲ့တဲ့နိုင်ဂျီးအမျိုးသမီးကိုဇွန်လ16ရက်နေ့မှာတကြိုပေးခဲ့ကြောင်းသိရှိရပါတယ်။ဂျန်နေ12ဦးကိုကောင်းမွန်စွာဆေးကုပေးတယ်။သူတို့တွားလို့ရာကိုပို့ပေးလိုက်ပါတယ်လို့၎င်းကပြောပါတယ်။ထီလင်းအချုပ်ခန်းမှာလွတ်မြောက်လာသူများမှာအသက်20အရွယ်မှအသက်45နှစ်အရွယ်ဒေသခံများဖြစ်ပြီးတဦးကတော့2021ခုနှစ်တီလင်းမြို့နယ်ထမ်းပင်ကုန်းရွာတိုက်ပွဲမှာဖမ်းဆီးခံခဲ့ရတဲ့တော်လင်ကြီးရဲဘော်တအူးလဲပါဝင်ကြောင်းသိရှိရပါတယ်။ယမန်နဲ့2024ခုနှစ်ဇွန်လကလည်း ထီလင်းဒေတာခန်9ဦးဟာမြို့နယ်တရားရုံးအချုပ်ခန်းမှာထွက်ပြေးလွတ်မြောက်ခဲ့မှုပါတယ်။ထီလင်းမြို့ဟာချင်းပြည်နယ်နဲ့တိစပ်နေတဲ့မြို့ဖြစ်ပြီးတော်လန်ရေးတပ်ဖွဲ့များအားကောင်းတဲ့မြို့တစ်မြို့ဖြစ်ကမြို့ပတ်လေကိုတော်လန်ရေးတပ်ဖွဲ့များကဝန်းရံထားတဲ့အတွက်စစ်ကောင်စီကမြို့ကိုသာစုမိုးထားနိုင်ပါတယ်ခင်ဗျာ။နောက်ထပ်သိရှိရတဲ့သတင်းကတော့မြေပြင်မှာ MNDE ရှိနေပေမဲ့လာရှုံမြို့ထဲမှာစစ်ကောင်စီအင်အားထပ်ဖြည့်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ ရှမ်းပြည်နယ်မြောက်ပိုင်းအရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခတီရှိယာလာရှုမြို့ပြင်မှာကိုကန့်တများကနေရာယူထားပေမဲ့လည်းစစ်ကောင်စီတပ်ဖွဲ့များကအင်အားဆက်လက်ဖြည့်တင်းနေကြောင်းမြို့ခံများထံကနေသိရှိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ20ရက်နေ့မှာစစ်ကောင်စီရဲ့6ဘိန်းကား30ကျော်ပါဝင်တဲ့ယင်တန်းဟာလာရှုမြို့ကိုရောက်ရှိလာကြောင်းမျက်မြင်တွေ့ရတဲ့မြို့ခံတဦးကပြောပါတယ်။လက်မကြီးကနေဖြတ်သွားတာတော့တွေ့လိုက်တယ်။ကားပေါ်မှာလူပါလာမကြည့်မိဘူး။ကားကအမှတ်စင်နဲ့ဆိုတော့ တွေးလိုက်တာက15ကနေ20အထိလို့လာရှုမြုပ်ခန့်ကပြောပါတယ်တရုတ်အစိုးရရဲ့ဂျာဝင်မှုနဲ့ကိုကန့်တက် MNDAA ကလာရှုမြုပ်ကိုပြီးခဲ့တဲ့ April 22ရက်နေ့မှာစစ်ကောင်စီတန်းကိုလွှဲပြောင်းပေးခဲ့ပြီး April 22ရက်နေ့မှာစစ်ကောင်စီတပ်ရင်းနှီးများပြန်လည်ဝင်ရောက်လာခဲ့ပါတယ်သို့သောလာရှိုးမြို့အပြင်ဘက်မန္တလေးဘက်မှလာရှိုးမြို့အဝင်မေဟန်ဂိတ်နဲ့လာရှိုးသိန်းနီမြို့အထက် AT တဒါအပြင်မြို့ပြင်အထက်မှာတော့ကိုကန့်တပ်ဖွဲ့ဝင်များကနေရာယူထားကြောင်းဒေသခံများကပြောပါတယ် ကိုကန့်တက်ဖွဲ့ဝင်များဟာမြို့ရင်းကိုအရဲဝတ်နဲ့တခါတရံဈေးလဝယ်သူများရှိကြောင်းသိရှိရပါတယ်။ကိုကန့်ကလုံလုံးဆဲအရဲဝတ်နဲ့ဈေးလဝယ်တာတွေရှိပါတယ်။နောက်ပိုင်းဆိုရင်တက်မတော်ကတွန်းလာရေးမှာမတ်ပုံတင်စစ်ဆေးမှုကြီးကြပ်လာရင်မြို့ရင်းမလာရတော့ဘူးထင်တယ်လို့လည်းစကားပြောခဲ့ကြသေးတယ်။ဘာလို့လဲဆိုတော့ကိုကန့်စစ်သားအချို့မတ်ပုံတင်မရှိကြဘူးလေတဲ့။ဒါကြောင့်မို့ရွာထဲမှာအသားငါဟင်းဒီဟင်းရွက်စုံနဲ့လာရောက်ကြပါလို့ပြောတယ်လို့အခြားမျိုးကတအူးကဆိုပါတယ်။ လက်ရှိလာရှိုးမြို့မှာလာရှိုးလေစိမ်းမှလွဲပြီးရေစကန်ထွေအုပ်လာဝကစေယုံ EPC စတဲ့ဌာနဆိုင်ရာများဟာစစ်ကောင်စီလက်အောက်ခံဝန်ထမ်းများဖြင့်လေပတ်နေကြောင်းသိရှိရပါတယ်။လာရှိုးမြို့ထဲမှာတခါတရံရဲနဲ့စစ်သားတွေ့ပေမဲ့လည်းအင်အားသိမ့်မရှိတဲ့အတွက်လုံခြုံရေးအပြည့်အဝမယူနိုင်ကြောင်းလည်းမြို့ခံများကပြောပါတယ်။လက်မဂိတ်တွေမှာပဲစစ်သားနဲ့ရဲတွေတွေ့တာကျန်တဲ့နေရာတွေတခါမှမတွေ့ဘူး။အင်အားနှဲလို့လားကြောက်လို့လားမသိဘူး။ ကင်းလေတာလေကျမကတခါမှမတွေ့ဘူးလို့လာရှိုမြို့ကအမျိုးသမီးတူကပြောပါတယ်ထို့ကြောင့်မြို့ရင်းမှာလူရဲမှုများဟာမြို့ပြင်ထက်ပိုမိုသတိထားနေရကြောင်းဆိုပါတယ်ရွာဘက်မှာဆိုရင်ဓမြတော့အခုချိန်ထိအဆင်ပြေပါတယ်လုံခြုံမှုရှိပါတယ်တွာလာရတာကမြို့မှာပိုကြောက်ဖို့ကောင်းတယ်လို့ထို့အမျိုးသမီးကဆက်ပြောပါတယ်အများစုမှာစိုက်ကယ်နဲ့ဖုန်ခိုးယူလူရဲခံရကရေစကန်ဖွင့်ထားပြီးရဲများရှိပေမဲ့ တိုင်ကြားပါကအေးအေးယူဆောင်ရွက်ပေးခြင်းမရှိတကဲ့သို့အလုတ်ရှုတ်တီဟုမှတ်ယူတဲ့အတွက်ကြောင့်အများစုမှာတိုင်ကြားမှုမပြုကြကြောင်းသိရှိရပါတယ်ရမကဆက်တာနာချုပ်အပါအဝင်လာရှုံမြို့ကိုတစ်တုံညာနှစ်ခွန်စစ်စင်ရေးအပိုင်းနဲ့2024ဩဂတ်လ3ရက်နေ့မှာ MNDAA နဲ့မဟာမိတ်ပူးပေါင်းတပ်များကအပြစ်သက်သိမ်းပိုက်နိုင်ခဲ့ပြီးကိုကန့်တက်ကမြို့အုပ်ချုပ်ရေးကိုလေပတ်ခဲ့ပါတယ်။အဲဒီနောက်ဆယ်လခန့်အကြာ2025ခုနှစ်ဧပြီလ20ရက်နေ့မှာတော့ တရုတ်ဂျောင်းဝင်ပေးမှုနဲ့လာရှိုးမြို့ကိုစစ်ကောင်စီထံကို ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။လက်ရှိမှာ MNDAA ထိန်းချုပ်ထားတဲ့လာရှိုးမြို့နဲ့ကက်လျက်သိန်းကြီးကိုလည်းတရုတ်ဂျောင်းဝင်မှုနဲ့စစ်ကောင်စီထံကိုပြန်လည်လွှဲပြောင်းပေးရမှာဖြစ်ကြောင်းသတင်းများထွက်ပေါ်နေပါတယ်။အဲဒီကိစ္စနဲ့ပတ်သက်ပြီးကိုကက်တဲ့ MNDAA ရောစစ်ကောင်စီဘက်ကပါတစုံတရာတရားဝင်ထုတ်ဖော်ပြောဆိုထားခြင်းတော့မရှိသေးပါဘူးခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းဤသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်မြမပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်စိုးလက်အောင်မှအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ